မင်္ဂလာပါရှင် listeners heaven channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်မင်္ဂလာရှိသောနေ့လေးတစ်နေ့ဖြစ်ပါစေမိတ်ဆွေတို့ရေဒီကနေ့မှာတော့စာရေးဆရာသိပ်ပံမောင်းဝရေးသားထားတဲ့ဝိတုစောင်းမဘောင်းချုပ်တစ်ထည်ကဘီးလက်မပြန်းဆိုတဲ့အပိုင်းလေးကိုဖတ်ပြပေးတော့မှာဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ကျမကတော့နန်းတိမ်ကြီးဖြစ်ပါတယ်နှစ်တစ်ကူအထူးကြီးပွားရေးမဂဇင်းဘီးလက်ပြန်တယောက်ကရေးတော့ ပြီးလက်ပြန်ဆောင်းမကိုဖတ်လိုက်ရတော့ခါကျမဤစိတ်ကိုများစွာထိခိုက်သွားပါသည်ကျမအရင်ကအောင်ထားသော အချက်များကိုအောင်မထားနိုင်တော့ပါယခုအခါဖွင့်၍ရေးရပါတော့မည် ကျမဤအဖြစ်ပြက်မှလည်းပြီးလက်တို့ပညာသင်ရန်သွားသောဒုတိယနှင့်ပတ်သက်သောအဖြစ်အပျက်ဖြစ်ပါသည်ယခုကဲ့သို့ထုတ်ဖော်၍ရေးသားလိုက်ရလဲကျမဤစိတ်တွင် ကိန်းအောင်၍နေသော စင်းရဲစိတ်များမှာအနှဲငယ်တက်သားမည်ဟု၍လဲထင်ပါသည်ထို့ပြင်လဲကျမကဲ့သို့မြမအမျိုးသမီးများမမိုင်မှားစီရန်လဲဤစာကိုရေးပို့လိုက်ပါသည် အမျိုးသမီးများသာမဟုတ်ဘီးလက်ပြန်များကိုမတ်ကြသောမအီမိပါများတတိတရားရစီရန်ကိုလဲရည်ရွယ်ကရေးသားရခြင်းဖြစ်ပါသည်ကျမဤအမိနှင့် နေရများကို ဖော်ပြစေလိုပါအကယ်၍ဖော်ပြလိုက်ပြီဆိုပါလဲကျမအချက်ကို ကျမခွဲယုံမြမက ကျမဤမိဘများကလည်းကျမအားများစွာအပြစ်တင်ကြပါလိမ့်မည်ကျမဤအဖြစ်အပျက်မှာအောက်ပါအတိုင်းဖြစ်ပါသည် ကျမတို့နေရမှာအောက်မြမပြီးအေယာဝရီမြို့ဝကျွန်းပေါ်ရှိမျိုးကလေးတစ်မျိုးဖြစ်ပါသည်ကျမဤမိဘများမှာအတော်တန်ကြွယ်ဝသော မြေပိုင်ရှင်ကြီးများဖြစ်ကြပါသည် ကျမမှာကျမမိဘတို့ဤတူရဲသောတမီးဖြစ်ပါသည် ကျမအပြိုပေါကလေးဖြစ်လာသောအခါတထေသာမြို့အုပ်ဝင်ထောင်များက လာဆက်ကြပါသည် ကျမကလည်းညင်းပယ်ကျမဤမိဘများကလည်းညင်းပယ်လိုက်ကြပါသည်ပိုက်ဆံဘလောက်ပင်ကုန်ကုန်ဘီးလက်ပြန် ICF ဝစ်လုံတို့ကိုရမှယူမီဟု၍စိတ်ကူးထားကြသောကြောင့်ဖြစ်ပါသည်အဆုံးပြောရမည်ဆိုရင်၎င်းဘီးလက်ပြန် ICF ဝလုံတို့ကို ကျမတို့ကပင်ဇယိတ်ခံ၍လွတ်ရစေကမူကိစ္စမရှိဟုသဘောထားကြပါသည်။ကျမအသက်20အရွယ်သို့ရောက်သောအခါတခြားမျိုးနေဦးလေးတယောက်ကသူနေသောမျိုးကဘီလက်ပြန်တယောက်နှင့်လာ၍ကြောင်းလန်းပါသည်။၎င်းဘီလက်ပြန်မှာဝစ်လုံဘွဲ့ ICF ဘွဲ့များကိုမရသေးပါတို့ရာတွင်ဘီလက်မှာက၆နှစ်ကြောကြောပညာသင်ကြားခဲ့ပြီးကြောင်း သိရပါသည်ပြီးလက်တော့ငငယ်ကလေးကသွားပြီးပညာသင်ကြားနေရာ6နှစ်ခန့်ကြာသောအခါမိဘများကကျင်းငွေမထောက်ပံ့နိုင်သောကြောင့်ဝစ်လုံပွဲတူးကိုမယူရဘဲပြန်လာခဲ့သူဖြစ်ပါသည်ဝစ်လုံစာမေးပွဲကိုအောင်ရန်တစ်နှစ်သာလိုတော့သည်ဟူ၍လဲပြောပါသည်သည်ကျမနှင့်မင်္ဂလာဆောင်ပြီးနောက်ဘီလက်တို့သွားပြီးလျှင်ဝစ်လုံပွဲကိုယူရန်စိတ်ကူးကြောင်းလဲသိရှိရပါသည် ဝယ်လုံပွဲသူကိုရရင်မှလည်းတစ်နှစ်သာလိုတော့သည်ဖြစ်တော့ကြောင့်ငွေအများဆုံးတစ်တောင်းလောက်သာကုန်မိအကြောင်းကိုလည်းပြောပြပါသည်ကျမတို့တားမိတားအဖာမှလည်းဘီးလက်ပြန်ကိုလိုနေခိုင်းနဲ့ကြုံတော့ကြောင့်ရေငတ်တုံးရေရင်းနဲ့ကြတဲ့ကဲ့သို့ဖြစ်သွားပါသည်ဦးလေးဤစကားကို ကျမတို့လက်ခံလိုက်ကြသည်မင်္ဂလာဆောင်ကုံစရိတ်နေတကွဘီးလက်တို့ပြန်ပြီးပညာတင်ကြားရန်စရိတ်များကို ကျမတို့ကပင်အကုန်ခံမည်ဟုပြောလိုက်ပါသည် ကျမတို့ဤသဘောမှာပိုက်ဆံဘလောက်ပင် ကုန်ကုန်ဝစ်လုံးဘီးလက်ပြန်ကိုရလျင်ကျေနပ်ပါပြီဤကဲ့သို့သော စကားကြောင်းလမ်းပြီးနောက်တလခန့်ကြာသောအခါကျမနှင့်ဘီးလက်ပြန်တို့ဤမင်္ဂလာဆောင်အခမ်းအနားကိုကျင်းပကြပါသည်သူတို့ဆွေမျိုးများမိတ်ဆွေများမင်္ဂလာဆောင်တို့တင်မောကြီးတစင်းနှင့်အပြည့်လာကြပါသည် စားစီတင်မောစည်းနှင့်တကွာ ကျမတို့ကအားလုံးပင်ခံပါသည်မင်္ဂလာဆောင်ကိုလာကြသောသူတို့အားပဝါတပိုင်းစီကမ်းပါသည် ကျမတို့မျိုးကလေးတွင်ကျမတို့၏မင်္ဂလာဆောင်မှာ အစီအကားဆုံးဖြစ်ပါသည် အရက်သေးတွင် လူများကလည်းကျမတယောက်မှာထူးထူးချွန်ချွန်ဘီးလက်ပြန်ဝစ်လုံဟောင်းကိုရသူဟု၍ချီးမွမ်းစကားပြောကြပါသည်ကျမတို့တားမိတားအဖမှာများစွာဝမ်းမြောက်ပြီးသွေးကြီးနေကြပါသည် ကျမတို့မင်္ဂလာဆောင်ပြီး၍တလခန့်ကြားသောအခါကျမယောက်ျားထံသို့အင်္ဂလိပ်တိုက်တိုက်မှစာရဆောင်ရောက်လာပါသည်။၎င်းစာမှာအချားမဟုတ်ပါ။ကျမယောက်ျားဘီးလက်မှနေတော့ကအကျွေးယူထားသောဆိုင်မှပေးလိုက်သောစာဖြစ်ပါသည်။၎င်းစာအရကျမတို့ကပင်ငွေ900အကျွေးဆက်လိုက်ရပါသည်။ထို့နောက်များမကြာမီ ထိုတိုက်မှအကျွေးကိုဆက်ဒီတိုက်ကအကျွေးကိုဆက်နှင့် ငွေ2000နီးပါးလောက်ကုန်သွားပါသည်။ကျမတို့မင်္ဂလာဆောင်ပြီး၍6လခန့်ကြာသောအခါကျမယောက်ျားကဘီလက်သို့ပြန်သွားပြီးဝက်လုံးပညာကိုတနှစ်ခန့်ဆက်လက်သင်ကြားလိုသည်ဟု ပြောပြပါသည်။ကျမနှင့်ကျမတို့၏မိဘတို့လည်းသဘောတူကြပါသည်။ကျမယောက်ျားဘီလက်သွားရန်ဇယိတ်ငွေ9000ပေးလိုက်ရပါသည်။မြမပြည်မှထွက်ခွာသွားစကကျမထံသို့ မကြမကြစားထည့်သည်။ သို့သော၃၄၅လကြာသောအခါကျမယောက်ျားထံမှစာမှန်မှန်မရောက်တော့ပါ သူပေးလိုက်သောစာများတွင်လည်းအရင်က ပေးလိုက်သောစာများထဲမှလိုချစ်ချစ်ခင်ခင်မရှိတော့ပါအလုံးများသောကြောင့်စာရှိရှိမရေးနိုင်ကြောင်းစာမေးဝဲအတွက်စာကျက်နေရသောကြောင့်စာမရေးနိုင်ကြောင်းသာပါပါသည် သူဘီလက်တို့တွားပြီး၆လခန့်ကြာသောအခါကျမတွင်တာဦးကလေးဖွာပါသည် တာဦးကလေးဖွားကြောင်းကျင်းနန်းရိုက်လိုက်တော့အခါသူ့ထမ်းမဝမ်းတာကြောင်းကျင်းနန်းစာတစ်စောင်ရသည် သူပြီးလက်သူသွားသည့်နေကလေးကတလလဲငွေ900မှန်မှန်သူ့ထံပို့ရသည် တနေ့ကြာတော့အခါလဲသူမပြန်လာပါ စာမေးပွဲအကြောင်းဘာကိုမျှလဲမသိရပါ သူပေးလိုက်သောစာများတွင်က စာမေးဝဲအတွက် စာကြိုးစားနေသည်ဟူ၍သာပါပါသည် ထို့နောက်နှစ်နှစ်ကြာသွားပါသည် လာစဉ်တလျှောက်900မှန်မှန်ပို့နေရသည် စာမေးပွဲအောင်မအောင်လဲစာမရေးပါ လူလဲပြန်မရောက်ပါ ကျမကစာလေး9ဆောင်လောက်ပေးလိုက်ပါမှ သူထံမှ စာ3ဆောင်လောက်ပြန်ရပါသည်၎င်းစာတွင် ပြန်လာမည်အကြောင်းလဲမပါ သူမြမပြီမှထွက်သွား၍3နှစ်ခန့်ကြာသောအခါကျမတို့တားမိတားဖာမှာစိတ်ပူလာကြပါသည် ပြီးလက်မှပြန်လာတော့ចောင်းသားတို့ထံတွားရောက်တရင်မေးကြည့်တော့ခါကျမယောက်ျားမှာပြီးလက်တွင်ပညာကိုမတင်မဲမိန်းကလေးတစ်ယောက်နဲ့ညာနေចောင်းသိရသည်ကျမစိတ်ထဲတွင်မြည်တို့ဖြစ်သွားသည်မသိပါ တခါတည်းဖြက်လိုက်ချင်ပါသည်သို့တော်လဲတားကလေးမျက်နှာကိုမြင်လိုက်ရတော့ခါမဖြက်နိုင်ပါကျမယောက်ျားထံသို့ပြန်လာရန်စာအကျဉ်းချင်းပေးကျင်းနံအကျဉ်းချင်းရိုက်တော်လဲလူကားပြန်မလား ငွေကိုမှန်မှန်ပို့ရန်ကိုသာစာပြန်လာပါသည် ကျမတို့မှာ အခက်ကြုံနေရသည်ငွေမပို့ဘဲဖျက်လိုက်ပြီဆိုရင်တားကလေးရှိနေသဖြင့်အခက်ငွေကိုဆက်လက်ပို့နေပြီဆိုရင်လည်းဘလောက်ကြာအောင်ပို့နေရမည်ကိုမသိပါ နောက်ပြီးတော့လဲသူနဲ့အင်္ဂလိပ်မှကလေးအတူတူပျော်ပျော်ပါပါစားတောက်ဖို့ရာ ကျမကထောက်ပံ့နေရမယ်ဆိုရင် မခံနိုင်ပါမခံနိုင်တော့လဲမြည်တို့မြတ်မတက်နိုင် ကျမတို့မှာ အကျက်ကြီးကြုံနေရပါတော့သည်မဂဇင်းဖတ်သူများကမဂဇင်းထဲမှနေ၍အကြံပေးကြမည်ဆိုလင်များစွာကျေးဇူးတင်ရှိပါမည်ထို့ပြင်လည်းကျမကဲ့သို့မြမအမျိုးသမီးများဒုက္ခမကြုံကြစေရန်တတိပေးလိုက်ရပါသည်အားလုံးပဲကျေနပ်နှစ်တန်လည်ကြပါသည်ရှင်မိတ်ဆွေတို့၏စိတ်ချမ်းသာခြင်းကိုယ်၏ချမ်းသာခြင်းပေါင်းနှင့်တလုံးတူပါလေပြည့်စုံကြပါ